ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကကိုဖြိုးပါကိုဖြိုးဟုတ်ပြီအသက်25နှစ်25အရွယ်ကောင်းလေးနော်မိဟုတ်မင်္ဂလာတုံးပါပါတဲ့ဟုတ်ပြီဗျာအိမ်ဆိုင်အလုပ်ကိုလုပ်ပါတယ်တဲ့ဘာလို့အိမ်ဆိုင်အိမ်ဆိုင်ပေါ့အိမ်ဆိုင်အိမ်မအဟုတ်ပြီအိမ်ဆိုင်ဟုတ်ကဲ့ဆရာကြီးအိမ်ဆိုင်ကလည်းနှမျိုးတော့ရှိတယ်တပည့်တိလားဟုတ်ကဲ့ဆရာကြီးအိမ်ဆိုင်ဆိုအစားအသောက်ရောင်းတဲ့ဆိုင်လည်းအိမ်ဆိုင်ပဲဟုတ်ကဲ့ဆရာဆောက်လို့ရပစ္စည်းရောင်းတဲ့ဆိုင်လည်းအိမ်ဆိုင်ပဲအိမ်ဆိုင်ပဲဟုတ်အိမ်မဆိုင်ဖွင့်ထတာကိုအိမ်ဆိုင်ခေါ်တာပေါ့ လက်သူကဘာရောက်နေတော့မပြောဘူးပေါ့မပြောဟုတ်ဟုတ်ပြီဆရာကြီးခင်ဗျားတဲ့လေးပြွန်ကျင်းတဲ့ယောဂဖြစ်နေလို့ပါတဲ့ဟုတ်ပြီစေကုတာတက်တာပါတယ်တဲ့ဟုတ်ပြီဒါပေမဲ့တဲ့မနေ့3နာရီဆိုနိုးနေပါတယ်တဲ့ဟုတ်ပြီပြန်အိတ်လို့မရလို့ပါတဲ့ဟုတ်ပြီဆရာကြီးစီကတဲ့ကရမက်လိမ့်စေးမှားပြီးတဲ့ညဘက်မအိတ်ခင်လိမ့်ပေးဖို့လှုပ်ထားပါတယ်တဲ့လိမ့်မှာအိတ်ပါလိမ့်မယ်ဟုတ်နောက်တော့ပြောဆက်တဲ့ပြောကြပါတယ်အဲ့ဒီကရမက်ကိုတကောတကောရက်လိုက်ပါဟုတ်ကဲ့ပါဆရာကြီး တခါတည်းဆက်မှာကြပါလေကရမဲရက်ပြီးတော့ထင်းချက်မစားပါနဲ့ဟုတ်ကဲ့ပါဆရာကြီးအိမ်မှာပါအဲ့ဒါဆိုရင်ဟုတ်ကဲ့ပါဆရာကြီးသူကအိပ်ပျော်စေမဲ့နီလန်လေးပြောပြပေးပါတဲ့ဟုတ်ပြီအဲ့ဒါအိပ်ပျော်စေနီလန်ကတော့အိတ်တဲ့အခါမှာအိရတဲ့ရောက်လိုက်တယ်မျက်စိမှိတ်ပြီးရင်စိတ်ကဟိုးအနှံ့လျှောက်ရောက်ဟုတ်ကဲ့ဆရာကိုစိတ်ဝင်စားတဲ့နေရာတွေပေါ့နော်ဟုတ်ကဲ့ဆရာနောက်ဆုံးပြောစရာမရှိရင်ငငယ်တော့မညာလိုက်တဲ့ရီစားအဟောင်းကြီးရောက်လို့ရောက် ရောက်တတ်တာတော့25နှစ်ပဲရှိသေးတယ်ခလေးက25နှစ်ပဲရှိသေးတယ်။ဩ25နှစ်လည်းရှိရပါဘော။အခု9နှစ်တော့ရီစားတာနေကြဲခွာကြတာ။ဘယ်လိုလုပ်မလဲကဲ။ဟုတ်ကဲ့ဆရာ။နော်။မင်းတကယ်ချင်းတယောက်ပြောမင်းကခလေးချင်းနောက်တာမဟုတ်ဘူးတဲ့တကယ်ကိုရစားတာလား။အေးအဲ့ဒါဆိုလဲစီးလူချင်းစကားပြောတယ်။တန်ကျွဲပင်ပကက်စင်ဆိုလဲကဲနေတာ။ရောက်တော့မလားမသိဘူးလို့နော်။တန်ကျွဲပင်ကဘယ်လောက်ကြီးလဲ။ ဘယ်တော့လောက်ပဲရှိတယ်ဟာတပေပေါ့ဟာအဲ့ဒါအဲ့ဒီဂိုင်းလေးဘလောက်ကြည့်မလဲဟုတ်ကဲ့ဆရာအဲ့ဒီမှာစင်ထားတဲ့ပက်ကက်ဆိုတာအဲ့ခလေးရယ်ဘလောက်ကြည့်မလဲဟုတ်တွေ့ကြည့်ပါနော်ဟုတ်ကဲ့ပါဆရာဆရာရှင်နေမနေ့နိုင်နိုင်ပြကျလာဝယ်ရှိမဲ့တယ်ဟုတ်ကဲ့ဆရာဒါနောက်တော့သူရဲ့တဖြည်းဖြည်းနဲ့သိသွားမှာပါခစ်ကအဲ့လိုနော်အကြောင်းကြောင့်နေကံစိတ်ဥရုအာဟာရတွေကကံတွေလည်းညံ့လာကြတယ်ဟုတ်စိတ်တွေလည်းညံ့လာကြတယ် ဥရုတပ္ပရရဲ့လည်းပြပြလာတယ်။ကဘာနဲ့ဟုံးပေါ့နော်။ရေခဲကြီးပျော်လို့ပျော်ခဲလို့ခဲ။အဟာရတွေလည်းပဲ။ညတော့ဆရာကြီးပါလဲတက်လာ။ပုံပါတောင်ရင်ငကိုရက်ပြစ်တိုင်းလောင်လာတဲ့။ညတော့တော်တော်လောင်နေပြောတာ။ဟုတ်တယ်အဲ့ဒါလည်းကြားရတယ်ကြားရတယ်။ပူတာပေါ့နော်။ပူရင်းလောင်လာတော့ပေါ့။ဟုတ်ပါတယ်သူမြေအဲ့ဒါတော့ပုံပါဆိုရမ်းအေးတာ။ဟုတ်ပါတယ်ဗျာ။ဟုတ်ကဲ့ပါဆရာကြီး။ခုနစကားပြောပါလား။ တန်ကြွယ်ပင်ပကက်စီอืมကန်စိတ်ဥရုအဟာရတွေကညံ့လာတယ်ပေါ့နော်ဟုတ်တယ်အဲ့ဒါတွေကိုပြင်ရမယ်ဟုတ်ကဲ့ပါဆရာကြီးကိုညံ့ညံ့မှန်းသည့်ပြင်ဖို့ဒူတော်ဖြစ်ဖို့ရှိ ဟုတ်ကဲ့ဆရာကြီးညံ့မှာလေးပင် တော်တဲ့ထင်ညံ့တဲ့ညံ့မှာပဲဟုတ်ကဲ့ပါဆရာကြီးကိုမိုက် မိုက်မှန်းသည့်လိမ္မာလာဖို့ရှိဟုတ်ကဲ့ပါရှင်မိုက်ပါလေးပင်လိမ္မာတဲ့ထင်မိုက်မင်းမိုက်မှာပဲအဲ့တော့ကိုညံ့တဲ့အချက်ကိုညံ့တယ်လို့သိလိုက်တာပညာရှင်ပဲ ဟုတ်ကဲ့ပါဆရာကြီးအဲ့လေးပြင်လိုက်ပါပြင်လိုက်ရင်အခုပြင်တန်တိကမှာအခုပြင်အခုချက်ချင်းတက်တာတာတယ်ဟုတ်ကဲ့ပါဆရာကြီးခဲ့တာမတက်တာဘူးမတက်တာဘူးဆရာဘာဖြစ်လို့မတက်တာတာလဲမပြင်လို့ပါဆရာပြင်မယ်မပြင်ဘူးဟုတ်ကဲ့ဆရာကြီးရှောင်မယ်မရှောင်တိတယ်ဘယ်တော့ရှောင်မလဲရှောင်မယ်စားလို့မဝသေးဘူးအဲ့လိုဖြစ်နေတာဘယ်ပြောက်တော့မလဲသမီးကျမရဲ့အဲ့လိုအလျှော့အတင်းလို့လို့မရဘူးကျမရဲ့ ကဲ့ဆရာကျမ်းမာခြင်းဆိုလက်ကိုတင်စားပြည့်တဲ့ခါမှာအရောကျပရမလာဘဆာကျမ်းမာခြင်းဆိုလက်တပါလို့ပြောတာဟာမမှားဘူးမှန်တယ်တကယ်ကျမ်းမာခြင်းဆိုတာလက်တကာတွေလက်ထဲမှာအကြီးဆုံးအကြီးဆုံးလက်တကယ်ကျမ်းမာနေလူဘာလူခြင်းလဲနော်စီးပွားလူခြင်းလားရှားစမ်းစီးပွားအလုပ်လူခြင်းလားရှားစမ်းအလုပ်ရီစားရှားခြင်းလားရှားစမ်းရီစား အကုန်ရတယ်ကျမ်းမာနေကျမ်းမာတယ်ဆိုတာလူတယောက်တည်းအလူအဆုံးပစ္စည်းပါဟုတ်ကဲ့ပါဆရာမလို့ကျမ်းမာကြပါစေစာဝါကြပါစေလို့ဆရာကြီးတို့အမြဲတမ်းကိုမေတ္တာပဲပို့နိုင်တာလေးသမီးရယ်ဟုတ်ကဲ့ပါဆရာကြီးမြေတားရရပါတယ်ဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝါနာကင်ပြရရှင်းကြပါစီဗျာ